တခါတော့ကလယ်သမားတအီးမှာမြည်လေးတကောင်ရှိတဲ့မြည်လေးဆိုပေမဲ့အသက်ကတော့ကြီးလာပါပြီတနေ့တော့ဒီမြည်အိုလေးဟာလယ်သမားရဲ့ခြံထဲကရေရင်းပြက်သေးကိုကျသွားပါလေရော သူလဲကြောက်လန့်တကြားအော်ရော့တာပေါ့ပတ်ဝန်းကျင်တစ်ခုလုံးကိုစူညံကုန်တာပဲအဲ့ဒါနဲ့လယ်သမားရောအိမ်နီးနားချင်းတွေရောရေရင်းပြက်နာကို ရောက်လာကြတယ်ဘလို့ကဲရင် ကောင်းမလဲဝိုင်းစူးစားကြတာပေါ့မြည်အိုလေးကလည်းအော်နေသေးပဲဒါပေမဲ့ နောက်ဆုံးမှာလေသမားကမကယ်တော့ဘူးလို့ဆုံးဖြတ်လိုက်တဲ့သူ့မိကအိုလဲအိုနေပြီ။ကဲလဲဘာမှထူးမှာမဟုတ်ဘူးအပင်ပန်းခံရမှာမတန်ဘူးပေါ့ပြီးတော့ဒီရေတွင်ပြက်ကို မြေဖို့ပြစ်ဖို့သူစိတ်ကူးရှိတာလဲကြာပြီဆိုတော့အတော်ပဲအခုတခါတည်းလောက်ကြရအောင်ဆိုပြီးမြေဝိုင်းဖို့ကြပါတော့တယ်ဒီလိုနဲ့ခဏကြာတော့မြေအော်တန်ရက်သွားတယ်လေသမားလည်းမြေတည်သွားပြီထင်နေဆိုပြီးရေရင်းပြက်သေးကိုငုံကြည့်မှအံ့ဩသွားတော့တာပဲ ဘာလို့လဲဆိုတော့မြေးအိုလေးကမတည်တဲ့အပြင် သူ့အပေါ်ကျလာတဲ့မြေသားမြေဆိုင်ခဲတွေကိုခါချပြီးအဲ့အပေါ်ကိုနင်းတက်လာတာကိုတွေ့ရတဲ့လေ